ဟယ်လိုဓပ်ပုံဝန္ဒနာရှင်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဝါဆိုပါကျွန်တော်ဒီငွေချင်းကိုလာရောက်ပြီးတော့လေးပါချင်တာကတော့ကျွန်တော်တို့ပါလဲဆိုရင်ကျွန်တော်တင်တန်းလေးပေါ့နော်ဓပ်ပုံအခြေခံကနေအစင်းမြင့်တဲ့ထီအောင်တင်တန်းလေးဖွင့်တာဆိုတော့တစ်နှစ်မှာနှစ်ခါပဲဖွင့်တာပေါ့နော်အာကျွန်တော်လွန်ခဲ့တဲ့နှစ်က၈လပိုင်းမှာတစ်ခါဖွင့်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနှစ်မှာဆိုရင်လည်းအရင်နှစ်ကလည်းဧပြီလမှာပေါ့နော်ကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိနေတဲ့လူတွေကအများသောအားဖြင့်အလုံးပိတ်တဲ့ခါကြရင် ဟာအေဗရယ်လာမှာပိတ်တာများတော့ကျွန်တော်ဒီအေဗရယ်လာလေးကိုကျွန်တော်ဖွင့်ပြပေးတာဖြစ်ပါတယ်။ဟိုဆိုရေးကျွန်တော်ရှိကျွန်တော်တင်တန်းလေးမခွန့်တော့လားလို့လာလာမေးနေတဲ့လူတွေများတော့ကျွန်တော်အခုအေဗရယ်လာမှာတကြံပိတ်ရမှာပေါ့နော်73 75 76ပေါ့နော်အဲ့က၄ရက်ကိုကျွန်တော်ဖွင့်ပေးပြီးစီစဉ်ထားရပေါ့နော်ကျွန်တော်ရဲ့တင်တန်းမှာဆိုရင်ဘာတွေတင်ပြမှာလဲဆိုရင်ကျွန်တော်တို့နံပါတ်1ကင်မရာအခြေခံကိုလုံးဝမပိုင်နိုင်သေးတဲ့ညီလေးတွေအတွက်ကင်မရာ basic ကိုကျွန်တော်တို့တွန်းကျင်စွာ ရိုက်ကူးနိုင်အောင်ကျွန်တော်သင်ပြပေးမှာဖြစ်တယ်လို့နံပါတ်1ကျွန်တော်တို့ lighting တွေပေါ့နော်ကျွန်တော်ကန်နေပေါ့နော် one flat နဲ့ရိုက်တာတွေ flat အစုံနဲ့ရိုက်တာတွေကိုကျွန်တော်သင်ပြပေးမှာဖြစ်တယ်လို့နံပါတ်3ကျွန်တော်တို့ pre wedding ပေါ့နော်အာ professional ဆန်ဆန် indoor ရိုက်ကူးနီ outdoor ရိုက်ကူးနီတွေနဲ့နံပါတ်4မှာတော့ကျွန်တော်တို့ကျွန်တော်တို့ရိုက်ကူးပီးစားပုံတွေကိုပေါ့နော်ရိုက်ကူးပီးစားပုံတွေကို light တုံးအခြေခံကနေအစင်းမြင့်ထီအောင်တုံးနိုင်တဲ့ထီအောင်တင်ပြပေးသွားမှာဖြစ်တယ်လို့ကျွန်တော်တို့ Photoshop မှာလည်းကျွန်တော်တို့ဘလို edit တင်းနေဘလို့လောက်ရတယ်ဆိုတာကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တင်တန်းမှာဆိုရင်အခုလက်ရှိလာအပ်ထားတဲ့တင်တန်းသားဆိုရင်9ယောက်လောက်ရှိနေပေါ့ဗျာအဲ့တော့9ယောက်လောက်ရှိနေပြီဆိုတော့ကျွန်တော်တင်တန်းသားဦးကြီးက10ယောက်လောက်ပဲလက်ခံမှာဖြစ်လို့ကျွန်တော်ရဲ့တင်တန်းလေးကိုလာ join နေတယ်ဆိုရင်တော့အခုပဲစင်းလာပေးကြပါလို့မြစ်တာရက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ